မကွေးတိုင်းဒေသကြီးမကွေးမြို့မှာအင်ယာစီမံကိန်းအကောင့်ထက်ပေါ်ဆောင်ရွက်ဖို့ပြည်ရင်းပြပရင်းနှီးမြှုပ်နှံသူတွေကိုဖိတ်ခေါ်နေကြောင်းမြို့ပြနှင့်အင်ယာဖွံ့ဖြိုးရေးဦးစီးဌာနကနေသိရပါတယ်။ဧရိယာ20ဧကခန့်ကျန်းဝန်းနဲ့မြေနေရာပေါ်မှာအင်ယာစီမံကိန်းကိုမကွေးတိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့ကြီးကြပ်မှုနဲ့အကောင့်ထက်ပေါ်သွားမယ်လို့ဆိုပါတယ်။အဆိုပါမြေနေရာကမကွေးတိုင်းဒေသကြီးအစိုးရဖွဲ့စီမံခန့်ခွဲခွင့်ရှိတဲ့မြေနေရာဖြစ်ပြီးလက်ရှိမှာတိုင်းဒေသကြီးအစင်ဌာနဆိုင်ရာတွေကိုဌာနအလိုက်ဟင်းသီးဟင်းရွက်နဲ့မွေးမြူရေးဆောင်အဖြစ်အသုံးပြုခွင့်ပေးထားတယ်လို့သိရပါတယ်။ ရှင်နီတိဆောက်လို့တဲ့ပြည်တွင်းပြည်ပကွန်မတီတွေအနေနဲ့မကွေးမြို့မင်းလာတောင်ကျေးရွာအိမ်ယာစီမံကိန်းကို developer အနေနဲ့အကောင့်တဲ့ဖော်ဖို့စိတ်ဝင်စားပါကစိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ EOI ပေးပို့တင်ပြဖို့အတိပေးကြေညာထားပါတယ်။ရှင်နီတိဆောက်လို့တဲ့ကွန်မတီတွေအနေနဲ့လုပ်ငန်းဆောင်ရွက်ရန်စိတ်ဝင်စားကြောင်းနဲ့ EOI လျှောက်လွှာထုတ်ယူလိုကြောင်းတင်ပြစာတက်တန်းရှိကွန်မတီမှတ်ပုံတင်လက်မှတ်ရှင်နီတိဆောက်လို့သူဆောင်ရွက်ခဲ့သည့်လုပ်ငန်းအတွေ့အကြုံကွန်မတီနဲ့ဆက်သွယ်ဆောင်ရွက်နိုင်မယ့်အချက်အလက်တွေကိုတပါးတည်းတင်ပြရမှာပါ။ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ EOI အဆိုပြုလွှာပုံစံကိုမိမိတို့ရဲ့ကုမ္ပဏီဆိုင်ရာအထောက်အထားတွေပြသယူဆောင်ပြီးမကွေးတိုင်းဒေသကြီးအစိုးရဖွဲ့ရုံးမှလာရောက်ထုတ်ယူနိုင်တယ်လို့သိရပါတယ်အသေးစိတ်သိရှိလိုပါကဥစိန်ဝင်းညွှန်ကြားရေးမှူးမကွေးတိုင်းဒေသကြီးမြို့ပြနေအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဖုန်း363 239 2843ကိုဆက်သွယ်မေးမြန်းနိုင်ကြောင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။